မင်္ဂလာပါရှင်။ကျမရဲ့ Be Peaceful Channel ကိုဝင်ရောက်ကြည့်ရှုကြတဲ့တမမိတ်ဆွေများအားလုံးကိုကျမတောင်းပန်စကားဆိုချင်ပါတယ်။ကျမအခုဒီပြီးခဲ့တဲ့တပတ်လောက်မှာကျမပရိတ်ပဋ္ဌာန်းတင်နဲ့ပတ်သက်ပြီးကျမတင်ပါတယ်။ဒီနေ့ကျမကိုကျမမိတ်ဆွေတယောက်ကတတိလာပေးပါတယ်။ကျမက မေတ္တလရှင်လည်းမဟုတ်ဘူးတမစရိယအောင်ထားတာလည်းမဟုတ်ပဲနဲ့အဲ့လိုမျိုးပြောတော့ကျမစိတ်မကောင်းပါဘူးအမှန်တကယ်ကျမလည်းတမစရိယအောင်ထားတဲ့လူမဟုတ်ပါဘူးမေတ္တလရှင်လည်းမဟုတ်ပါဘူးဒါကြောင့်ကျမဒီလိုမျိုးတတိပေးတဲ့မိတ်ဆွေကိုလည်းယေရှုတင်ပါတယ်ကျမကိုနောက်ွယ်ကနေသူများက အမ်ဝိုင်းပြောတာခံရလိမ့်မယ်ဆိုပြီးတတိလာပေးတဲ့အတွက်လည်းဂျေဆုတင်ပါတယ်။ဒါကြောင့်မလို့ဂျမမာရွဖန်နေတဲ့အရာတွေမားခဲ့တာရှိလို့ရှင်လေဂျမကိုခွင့်လွှတ်ပေးပါလို့လက်အုပ်ဆဲဖျားထိတ်မှမိုးပြီးတော့မှတောင်းပန်ပါလေနော်။အမြင်မတော်တာရှိရင်လေတင်ပေးပါလို့ကျမအမြဲတမ်းထဲထဲပြောပါရရှင် အခုလေ ကျမပူဇော်လာမှာတပတ်ပူဇော်မယ်လို့ဂရီပြူထားတာမှာအခု3ရက်ပဲရှိသေးတဲ့အတွက်ကျန်တဲ့4ရက်ကိုဆက်လက်ပြီးပူဇော်ပါမယ်။ကျမကမသိတဲ့အတွက်ကျမရဲ့မိတ်ဆွေတွေကိုကျမပို့ပေးဖြစ်ပါလေ။ပို့ပေးတဲ့အခါမှာစိတ်အနှောင့်အယှက်ဖြစ်လို့ရှိရင်လည်းတောင်းပန်ပါရရှင်။ကျမရဲ့ဂျူပတာအစမပြေမှုတွေနားထောင်ရတာ စိတ်မချမ်းသာမှုတွေရှိလို့ရှင်တဲ့အနုအညွတ်တောင်းပန်ပါတယ်တကယ်ကိုစိတ်ရင်းစေတနာနဲ့ပို့ပြီးခဲ့တာဖြစ်ပါတယ်အခုကျမဂျန်နေရက်တွေတော့မပို့ပြီးတော့ပါဘူးတည်တောင်းပန်တဲ့စကားကိုတော့ထပ်ပြီးတော့မှပို့ပေးမယ်ဖြစ်ပါတယ်အခုကျမအမားတွေရှိလို့ရှင်လဲခွင့်လွတ်ပေးပါသီးခံပေးပါ ကြည်ဧပေးပါလို့တောင်းပန်ပါတယ်ရှင်အားလုံးကိုပဲကျမ်းမာပါစေချမ်းသာပါစေနှလုံးစိတ်ဝမ်းအေးချမ်းပါစေကပီးအပေါင်းကနေလေကျင်းဝေးကြပါစေလို့ကျမအလေးအနက်မြတ်တာပို့တာပါတယ်ရှင်တကယ်ကိုလေလေးလေးနဲ့နဲ့လက်အုပ်ဆက်ဖြာထိတ်မှမိုးပြီး တောင်းပန်ပါတယ်နော်ကျမအတွက်စိတ်အနှောက်ရှက်ဖြစ်သွားရင်တကယ်ကိုတောင်းပန်ပါတယ်အားလုံးကျမချမ်းသာပါစေ